အခုလက်ရှိကြိုက်တဲ့မင်းသားနာမည်မင်းသားကိုယွတ်လိုက်ကျော်ဟင်းယွတ်မလားဦးညွန်ဝင်းယွတ်မလားနေထဲလင်းယွတ်မလားဒွေးကိုယွတ်မလားဘသူယွတ်မလားအခုနောက်ဆုံးမင်းသားရှိနေရဲလင်းဘာညာအကုန်လုံးပေါ့နော်ကျွန်တော်နဲ့မတွေ့ဘူးတဲ့မင်းသားတလဲမှမရှိဘူးအဲ့ဒီလောက်မင်းသားကြီးများပြီးတော့ဇော်ကြီးဆိုပြီးရိုက်ခဲ့တာကျွန်တော်အရန်ချလာသွားတာဘယ်လောကမှာပဲဖြစ်ဖြစ်အတတ်ပညာတစ်ခု ပိုင်ပိုင်နေနေကျောင်းကြီးရင်တက်ပြီးတော့ဝင်တာပို့ပြီးတိုးတက်အောင်မြင်တယ်။ဥမာဟိုနိုင်ငံသားမှာဟာဂျယ်လီတို့ဒီဂျက်ကီချန်တို့ဗန်ဒိန်းတို့နော်ဟိုဘာအဲ့လိုပေါ့သူတို့ဘာလို့သူတို့ရှာရှာတွေလုံးလို့ကောင်းတယ်လေသူတို့အများကြီးတည်သက်နေတယ်ဟလားကိုကပညာသေးတည်သက်နေတယ်အဲ့လိုတည်သက်နေတာတွေကဘာကြောင့်လဲသူတို့ကိုယ်တိုင်တက်လို့မင်္ဂလာပါခင်ဗျာဟုတ်ဒီနေ့ရိုက်ကူးလေးလာပြတဲ့အကြောင်းလေးကိုအရင်ဆုံးပြောပြပါဦး ဒီနေ့ရိုက်ကူးရလာတဲ့အကြောင်းလေးကတော့ဆယ်လိုဒီမီဒီယာနေပြီးတော့အမှုပညာရှင်များရဲ့ရင်ဖွင့်သံဆိုတဲ့ကဏ္ဍလေးကကျွန်တော်တို့တလေးတစားအေးတယူနဲ့တံပိုးထားပြီးတော့ဖိတ်ခေါ်တဲ့အတွက်အခုဒီနေရာလေးကိုရောက်ရှိပြီးတော့ကျွန်တော်ရင်ဖွင့်တဲ့စကားလုံးလေးတွေပြောဖို့ရောက်လာတာပါခင်ဗျာဟုတ်ပါ ဥဆိုရေးဆိုပြိဿလည်းချစ်ပြီးသားတီလည်းတီပြီးသားဆိုတော့ဗောနော်ဒါရင်းခွင့်တန်နေအများကြီးတော့ကြားရတော့မှာဗောอืมအများကြီးပြောရမယ်ဆိုရင်လည်းအများကြီးဗောလေတင်းတဲ့လောက်ပြောရမယ်ဆိုရင်လည်းတင်းတဲ့လောက်ဗောဒါပေမဲ့လူတွေကဘဝဘဝနဲ့ရင်းပြီးလာကြတာဆိုတော့ရင်းခွင့်တန်နေရာကုံမမထင်ပါဘူးอืมအနှစ်40ဆုံဆုံရှိသွားပြီရုပ်ရှင်တယ် ကျွန်တော်ရုပ်ရှင်အခုလက်ရှိကျွန်တော်အသက်82နှစ်နဲ့ဆိုလို့ရှင်ကျွန်တော်တဝက်တဝက်လောက်ဖြစ်နေတယ်ကျွန်တော်ရုပ်ရှင်ရိုက်ခဲ့တဲ့ကျွန်တော်ရဲ့တက်တန်းတဝက်အခုအသက်80 81အလိုဖြစ်နေတယ်အဲ့တော့တဝက်တဝက်နဲ့တဝက်ကျော်ကျော်ရှိတယ်ဟုတ်ဇကားယူဆိုရင်ရောမှတ်တော့မှတ်မိတော့မှာမဟုတ်ဘူးနော်မှတ်မိတော့ရေအတွက်ပေါ့တန်းတိုင်းများတော့လည်းမှတ်မိတယ်အိမ်မှာလည်းကျွန်တော်စာအုပ်လေးနဲ့ရေးရေးပြီးမှတ်ထားတာပါနော်ဒါပေမဲ့အကုန်လုံးမဟုတ်တော့ဘူးဟုတ်မမှတ်မိတော့ ဟုတ်ရွေးချယ်တဲ့ဆဝင်ခါစားဒီကားတွေဆိုမှတ်မိတာတွေလည်းရှိတယ်မှတ်မှတ်မိတာရှိတယ်အဲ့လိုတွေပေါ့နော်အကုန်လုံးတော့ပဲမှတ်မှတ်မိတော့ဘူးပေါ့ဟုတ်ဒါဥဆုံးရတာကိုပထမစစချင်းလေးဒီဒီရွေးချယ်လောက်ကလည်းစောင့်ဝင်ပြီးတော့ရိုက်ခဲ့တဲ့စကားဆိုရင်မှတ်မိလားမှတ်မိတယ်ဟုတ်ပြောပြပေးပါဦးအဲအဲ့ဒါကဒါရိုက်တာကျွန်တော်ဆရာဦးခင်စောလှရာကူမှလူချင်းနေအဲ့ဒီစကား ဲ့ဒီဇာကမှာကျွန်တော်တို့ကကလေးသရုပ်ဆောင်တွေပေါ့ဟိုရွာသူရွာသားတွေအဲစကားဟိုအနုမြူအတုံးကအနုမြူခက်စားတဲ့အချိန်ဆိုတော့အနုမြူရဲ့ဒီဆိုဂျိုးပေါ့နော်အဲ့တော့အနုမြူအန်ရဲ့ကိုကာခွေတဲ့ဇာလန်တပုတ်ရိုက်တယ်ဒါမဲ့အဲ့ဒီဇာလန်ဘယ်လိုလဲဆိုဟိုတုံးကဘလူးကြီးဆိုတဲ့ဘလူးကြီးရံကိုကြောက်လို့အဲအဲ့ဒီအရာနဲ့ရိုက်သွားတာအဲ့ဒီအနုမြူစိတ်ငွေတွေနဲ့စားပြီးတဲ့ လူကြီးကနေအကြီးဖြစ်ပြီးတော့အဲ့လိုပေါ့နော်လူဘလူကြီးဖြစ်ပြီးတော့ဒုက္ခပေးတာအဲ့ဒါမှကျွန်တော်တို့ရွာသူရွာသားတွေဟောအကုန်လုံးအဲ့ဒါခလေးကြီးကြီးပဲခလေးခလေးဇက်ပေါ့အဲ့ကျွန်တော်အဲ့ကျွန်တော်ဟိုဟိုလူလူလူပြောပေါ့ခလေးတွေဖြစ်နေပေါ့အဲ့ဒါမှကျွန်တော်တို့ကလည်းတရုတ်ဆောင်ကြတာပေါ့နော်အဲ့တော့ဆရာဦးခင်းဆိုရဲ့လှတာဦးမှလူချင်းနေဆိုတဲ့အဲဇက်ကားကနေကျွန်တော်စရိုက်ခဲ့တာပါကျွန်တော်တို့က အဲ့လိုခလေးတရုတ်ဆောင်နဲ့ဆရာဥက္ကဆရဲ့ channel မှာပညာရေးသင်ပြီးလုပ်ရင်းနဲ့အဲ့လိုပေါ့လေဆရာလည်းကိုဆက်ဆက်ဒီဆက်ဆက်ပြီးအဲကျွန်တော်တို့ကလည်းကိုကုမ္ပဏီသွားဒီကုမ္ပဏီသွားနဲ့ရုပ်ရှင်လောကသားဖြစ်ပြီးတော့အမှအဲအခုလိုပေါ့ဒီ fighting action တရုတ်ဆောင်ဘက်ကိုရောက်သွားတာအိုက်တာတရုတ်ဆောင်ဖြစ်သွားတာပေါ့အဲ့တော့ကိုရီးယားလည်းဟိုဒီဒီလက်ဝှေ့တွေဒီဘာလုံးတိုင်းတို့ဒီကရာတေတို့ဒီဂျွန်ဘာတို့ အဲ့ဒါတွေလည်းကိုကလည်းသင်ရတာဟုတ်နော်တက်လည်းတက်ကြွထားရတယ်ဆိုတော့ဒီပညာတည်းနဲ့အခန့်ရှိတော့အဲ့ဒီခက်ကလည်းရုပ်ရှင်ကလည်းဒီလိုလေအထိုးအကျိတ်ကြီးပါနေဆိုတော့အဲကျွန်တော်တို့ကသူခက်နဲ့သူအဝင်ခွင့်ချဖြစ်သွားတာပေါ့ဟာလေအဲ့တော့ကျွန်တော်တရုတ်ဆောင်လူကျန်တရုတ်ဆောင်ဇော်ကြီးဖြစ်သွားတာပေါ့ဟုတ်ဒါဥစ္စာကြီးဆိုရင်ပြောမှာဆိုရင်မင်းသားတွေအဆက်ဆက်ကိုတောက်လျှောက်ကိုပါလာတယ်နော်ဟုတ်ကဲ့ကျွန်တော်နဲ့မတွေ့ဘူးတဲ့မင်းသားမရှိသလောက်ပါပဲဟုတ် ဟိုအခုအချိန်ကြီးပေါ့နော်ဟိုကျွန်တော်ဂုံယူပြီးပြောတာဟာဟိုကြွားပြီးပြောတာမဟုတ်ပါဘူးအခုလက်ရှိကြိုက်တဲ့မင်းသားနာမည်ကိုမင်းသားကိုယူလိုက်ကျော်ဟင်းယူမလားဥညုံဝင်းယူမလားနေထဲလင်းယူမလားဒွေးကိုယူမလားဘသူယူမလားအခုနောက်ဆုံးမင်းသားရှိနေရဲလင်းဘာညာအကုန်လုံးပေါ့နော်ကျွန်တော်နဲ့မတွဲဘူးတဲ့မင်းသားတလဲမှမရှိဘူးကျွန်တော်နဲ့တွဲခဲ့ဘူးတဲ့မင်းသားကြီးပဲတွားတွေ့ကြတာပါပဲ အဲ့ဒီလောက်မင်းသားကြီးများပြီးတော့ဇော်ကြီးဆိုပြီးရိုက်ခဲတာကျွန်တော်အရန်ချလာသွားတာဒါပြောပါဘောင်အဲ့ထဲကနေပြီးတော့မမရရလေးတွေပေါ့နော်အခုချိန်ထိကိုဟိုဘဒူပြန်မေးမေးကိုဒါစိတ်ထဲကနေပြီးတော့ပြောပြဖြစ်တဲ့အကြောင်းအရာလေးရှိရှင်တခုလောက်ပေါ့ပြေပက်လေးတည်ရဘဒူပြန်မေးမေးပြောပြဖြစ်တဲ့အကြောင်းအရာဆိုတော့ကိုဝါသနာပါလို့ ဒီရုပ်ရှင်လောကတွေဝင်လာတာပဲအဲ့တော့ရုပ်ရှင်နဲ့ပတ်သက်လာရင်ဘယ်သူပဲမေးမေးဒီရုပ်ရှင်နဲ့ပတ်သက်ပဲပြောမှာပါပေါ့နော်ပြောစရာတော့အများကြီးပါပဲဒါပေမဲ့ကျွန်တော်ပြန်ပြီးပြောခြင်းနဲ့အကြောင်းတစ်ခုကတော့တရုတ်ဆောင်ဘဝနဲ့ကျွန်တော်အစအနေပါနော်အောက်ချီကနေဖြတ်သန်းလာတာကကျွန်တော်ဘာတစ်ခုသာတွေ့လဲဆိုတော့ အနုပညာကိုလောကမဲ့အနုပညာလောကမှာပဲဖြစ်ဖြစ်အခြားဘယ်လောကမှာဖြစ်ဖြစ်စီးပွားရေးလောကမှာပဲဖြစ်ဖြစ်အဲ့ဒီလောကတွေကိုဝင်နေဆိုရင်ခုနကကျွန်တော်ရဲ့ဒီကုတဝင်းတို့နော်ကျွန်တော်ရဲ့ဘာလို့ကိုဖုံးမင်းတို့ဤကိုယ်ကြီးပြောပြသွားတယ်ကျွန်တော်လည်းအဲ့ဒါလေးနားထောင်ကြည့်တယ်ဘယ်လောကမှာပဲဖြစ်ဖြစ်အတတ်ပညာတစ်ခုပိုင်ပိုင်နေနေကျွန်တော်ရင်တက်ပြီးတော့ဝင်တာပို့ပြီးတိုးတက်အောင်မြင်တယ်နှုတ်မို့ဆိုရင်သူများ ခိုင်းတဲ့အခိုင်အခိုင်ဘဝနေမှာခုနကလိုပေါ့နော်နှစ်တွေကြာတော့ experience ရင်လာပြီးတော့မှအဲဒီလိုဒါရီတာဖြစ်ဖြစ်မယ်လားတတိယဖြစ်ဖြစ်မယ်ဟာလာချမ်းနိုင်ချမ်းသာသွားမယ်ဇန်ကြီးဆရာတွေဖြစ်ဖြစ်အဲ့ဒါလိုပညာအခမ်းမနေနေတဲ့အခါကျတော့တုတ်တက်မှုအားနေဟာအတက်ပညာတစ်ခုတတ်တဲ့အခါကျတော့အဲ့အတက်ပညာနဲ့ဝင်လိုက်လို့ရှင်လွဲတယ်ကျွန်တော်တို့ကဒီကိုကံပညာတွေတတ်တယ်နာတာနံပါတ်1ကိုကဒီ action တွေ ဒီ fighting တို့ဝါသနာပါတယ်ဆိုတော့ဒီ karate တွေဂျွန်မာတွေနော်ခဏတို့လှုပ်ွေတွေနော် introverted ဘာအဲ့လိုဂျွန်မာတွေတက်တယ်အဲ့လိုတောင်းလဲကွာသင်ခဲ့တာဟုတ်အဲ့လိုတက်တဲ့အခါကျတော့ပညာနဲ့ဝင်လိုက်တဲ့အခါကျတော့ကျွန်တော်တို့ကဝင်ရတာမြန်တယ်နောက်တော့တိုးတက်မှုလည်းမြန်တယ်အဲ့တော့ကျွန်တော်တို့ကအဲ့ဒီအတက်ပညာတွေနဲ့နှွယ်ပြီးတော့ကျွန်တော်တို့ fighting ပြရတယ် fighting demonstration ပေါ့အဲ့ fighting ပြရတယ်အလို့ကိုကျွန်တော်လုပ်တတ်တယ်နောက်ပြီးတော့ဒီ fighting ကိုကျွမ်းကျင်နေတော့ကိုကိုနိုင်ကလည်းအဲ့တလို့တဲ့အခါကျတော့ ဒီအိုက်တာလုတ်ရင်းနဲ့ဒီရဒီဒီ action တွေကိုကိုကိုတိုင်းပိုင်ပိုင်နိုင်နိုင်လုပ်နိုင်တယ်ဥပမာဟိုနိုင်ငံခြားမှာဟာမဂျက်လီတို့ဒီဂျက်ကီချန်တို့ဗိုင်ဒိန်းတို့နော်ဟောဘာအဲ့လိုပေါ့သူတို့ဘာလို့သူတို့ရှာရှာတွေလုတ်လို့ကောင်းတယ်လေသူတို့အများန်းတည်သက်နေတယ်ဟလားကိုကပညာသေးတွေတည်သက်နေတယ်အဲ့လိုတည်သက်နေတာတွေကဘာကြောင့်လဲသူတို့ကိုယ်တိုင်တက်လို့ကိုယ်တိုင်မတက်တဲ့လူတွေကြတော့ရိုက်ခွင့်မှာ on the spot အဲ့လိုတင်နေခဲ့တော့ ဘလို့မှမရနိုင်တော့ဒါပေမဲ့ကျွန်တော်တို့ရအောင်လုပ်ပေးခဲ့တယ်မင်းသားတွေအများကြီးကျွန်တော်အဲ့လိုရအောင်လုပ်ပေးခဲ့ပါတယ်ဒါပေမဲ့ပင်ပန်းတာပေါ့အချိန်ကြာတယ်ပင်ပန်းတယ်နော်အဲ့တော့ကျွန်တော်တို့အဲ့လိုကိုကိုနိုင်ကလည်းတက်ခဲတဲ့ခါကျတော့ကျွန်တော်ကိုတိုင်တရုတ်ဆောင်လုပ်ဒီ action တွေလုပ်တဲ့ခါကျတော့ပို့ပြီးတော့ကောင်းတယ်ပေါ့ပြီးပြင်းတယ်အဲ့လိုပို့ကောင်းတဲ့အတွက်လှုပ်ရှားမှုတွေဖြတ်လတ်မှုတွေခုနလိုကောင်းတဲ့အတွက်အဲဇော်ကြီးရဲ့လူလည်းနာမည်တလုံးလေးရပြီးတော့ကျွန်တော်ဒီ action နဲ့ပဲ ကျွန်တော်ထမင်းစားခဲ့ရတယ်ပေါ့နော်ဒါလေးပါအဲ့တော့ပြောချင်တာမင်းကအတက်ပညာတစ်ခုနဲ့ဒါမှမဟုတ်နှစ်ခုတက်တဲ့လူအဲ့လိုတက်တက်တာဝင်ပြီးတော့ပိုကောင်းတယ်ဥပမာကင်မရာမန်လုတ်ချင်တယ်ဘာမှမတက်ဘူးကင်မရာမန်ရုတ်ချင်နေရောမှသင်လို့ရတော့သူကြားတယ်အပြင်ကနေပြီးတော့ကိုယ့်ရဲ့ဒီအတန်းပညာပေါ့ education တစ်ခုခုလည်းရှိရမယ်နောက်တစ်ခါအဲ့ဒီရဲ့ဒီ photography ဒီဓာတ်ပုံရဲ့ အနေထားဓာတ်ပုံရင်ကင်မရာဝတ်စီလည်းသိရမယ်အဲ့လိုသိပြီးအတက်ပညာတစ်ခုနဲ့ဝင်လိုက်ရင်သူကမြင်များအောင်မြင်တယ်သူကတက်တက်လွယ်ရတယ်အဲဒီအချက်ကလေးကိုပြောချင်တာပါနော်အခုနောက်ပိုင်းသရုပ်ဆောင်တွေလည်းကျွန်တော်မြင်တဲ့လောက်ကတော့အဲ့လိုပါပဲဟိုတချို့လည်းဒီကိုယ်ကံပညာတွေတော့လူတို့မတက်ကြပါဘူးနောက်တက်တဲ့လူတွေလည်းပါတယ်အဲ့လိုပါပဲအကုန်လုံးတောင်းပြောင်းပါနော်တက်တဲ့လူမတက်တဲ့လူရောပြုံးပြီးတော့ပါတာပေါ့ဒါပေမဲ့သူ့ဘောက်သူအလောက်ကပဲသင်သွားတာပဲ ဲ့လိုတင်သွားတဲ့ခါကျတက်တဲ့လူကတော့သူရှေ့ရောက်သွားတာပဲအဲ့လိုမျိုးပေါ့နောက်တစ်ခါဘာကွာသွားဆိုလူရဲ့ talent ကွာတယ် talent ဆိုတော့ပင်ကိုအကြီးအချင်းပေါ့ဥပမာခုနအစောတုန်းကဆိုရင်ကျွန်တော်ရဲ့ကိုဖုံးမြင့်ပေါ့ဖုံးမြင့်ဆိုတော့ပေါ့နော်သူသူမှလည်းနော်ဒီ educated အခြေခံအားနည်းတယ်နောက်ကရုပ်ရှင်တွေဝင်တော်လေခုနလိုပေါ့နော်ဟိုဟိုပြေးထိုးမှောက်လဲပေါ့နော်ဟုတ်လားအဲသူကလူချမ်းလုပ်မယ်အဲနောက်ပြီးတော့ရဲရဲလုပ်မယ်ဘာဘာဘာ ျွန်တော်တို့လုတ်ခဲ့ရတယ်ဒါပေမဲ့ကျွန်တော်တို့ကအတက်ပညာနဲ့ဝင်လာတဲ့အခါကျတော့အဲ့ဒီရဲတွေပဲကျွန်တော်တို့မလုတ်ခဲ့ရဘူးကျွန်တော်တို့လူကြမ်းခုနကလူတို့လူကြမ်းကောင်းဆောင်အဲနောက်တော့ခုနကလူလူကြမ်းဂိုင်းစတာတွေကျွန်တော်တို့အဲ့လိုလုတ်အခြားသောကာရိုက်တာတွေကျွန်တော်တို့လုတ်ခဲ့ရတာပေါ့နော်အဲအဲ့ဒီအရာလေးကိုပြောပြတာပါအဲ့တော့အတက်ပညာနဲ့တက်ပြီးဝင်တာကပို့ပြီးတော့အောင်မြင်ပါတယ်လို့နော်အခုနောက်ပိုင်းမှာလူငယ်တွေလည်းအတက်ပညာတိုင်းပါတယ်အတက်ပညာမရှိတာလည်းပါတယ်အတက်ပညာဆိုတာကဒီ သူပင်ကိုဗားတဲ့ဒီ talent ကိုပြောတာတချို့ကပင်ကို talent နဲတဲ့အတွက်သူတို့မတိုးတက်နိုင်ဘူးဟိုကြာမှနှစ်တွေကြာမှတိုးတက်သွားတယ်အဲ့လိုမျိုးပေါ့နော်အဲဒီတရုတ်ဆောင်လောကဝင်မဲ့လူဆိုလို့ချင်းသူ talent ဘလောက်ချိတယ်လဲဆိုတော့သူ့ကိုဘေးကြည့်ပြောကြည့်ဆိုကြည့်အကြံသိတယ်အကြံသူဘလောက်ထိသွားနိုင်တယ်သူသိကျွန်တော်တို့ကသိတယ်အဲ့လိုမျိုးအဲ့တော့ talent လည်းစကားပြောတယ်ပင်ကိုအကြီးချင်းပေါ့နော်အဲ့ဒါမျိုးဘာမှလို့ပြောမယ်ဆိုရင်တော့ဟိုတထွာပြတတော်မြင်တယ်ပေါ့အဲ့လိုမျိုးတွေပေါ့ ဒါအခုနောက်ပိုင်းဒီရိုက်ကွင်းတွေဘာတွေမောကိုရီအရင်တော့ကဒီလိုရိုက်ကွင်းရှူတင်ရိုက်ကွင်းလေးတွေကွာချမ်းမှုလေးရောမင်းသားမင်းကြီးဆက်ဆံရေးအစားပေါ့နော်ကြောင်းလေးလာမျိုးလေးရောရှိလားအရင်တိုင်းမင်းလားကိုရီပေါ်ဆက်ဆံတာလေးလဲอืมကွာချတယ်ကျွန်တော်တို့စဝင်တဲ့အချိန်နေစပြီးတော့အခုအခုဒီအသက်ဒီရွယ်အထိကျွန်တော်ရိုက်ခဲ့ရတဲ့အနေထားကြတော့မင်းသားတွေမင်းသမီးတွေကျွန်တော်ဆက်အဖွဲ့တွေဟိုဘလို့ခေါ်မလဲဆိုတော့ အမှုပညာကြီးအကိုမောင်နှမစိတ်တကယ်မိသားစုစိတ်တော့ရင်းနှီးနဲ့ချစ်ချစ်ခင်နဲ့ပျော်ပျော်ရွှင်ရွှင်ကြီးနဲ့လေဟိုကျွန်တော်တို့ရုပ်ရှင်လောကကြီးကိုကျွန်တော်တို့နော်လို့ပေါ့နော်ဖြတ်သန်းကြတာပေါ့နော်လောက်ကန်ကြတာဟိုအမှန်တန်ပျော်စရာကောင်းပါတယ်အခုပြန်တွေးကြည့်လို့ရှင်လဲဟိုလွန်းနေပေါ့အခုဒီဘက်မှာကြတော့ကျွန်တော်တို့လဲဟိုအသက်ကြီးရသွားတော့ရက်ခွင်းနဲ့လဲဝေးသွားတာလဲပါတယ်နော်နောက်တစ်ချက်ကနောက် generation ပေါ့ နောက် generation အစ်တစ်ဖြစ်တဲ့အခွက်ကျွန်တော်ရိုက်ကွင်းကိုရောက်တဲ့အခါကျွန်တော်နေလိုက်တဲ့ခါကျရင်သူတို့ကပဲကိုယ်ကိုမတိမတိလို့မခေါ်ခြင်းမခေါ်တာလားဒါမှမဟုတ်တိရတဲ့အတန်းနဲ့ပဲမခေါ်ခြင်းတာလားကိုယ်လည်းမသိဘူးပေါ့နော်နောက်တော့အခုမင်းသမီးလေးလိုက်လဲဆိုတော့အငယ်လေးနဲ့ဖြစ်နေကြတယ်ဆိုတော့ तू ကမင်းသမီးဖြစ်နေပြီလေကိုရဒါမဲ့အသက်ကြီးကြီးနေဘေးထွက်နေရပြီဟိုကိုရတဲ့နေရာလေးမှာကိုနေပြီးကောက်နေတဲ့ခါကျတော့သူတို့ကကိုလည်း ဟိုခေါင်းထဲလည်းမရှိပါဘူးတချို့ကြတော့လည်းဟိုတောင်းဖြတ်သွားရင်တွေ့လို့ရှင်လဲနေနေကောင်းလားကောင်းတယ်ဒါတော့ပဲရှိတယ်အချို့ဆိုရရင်တော့အသက်နဲ့သူတို့တက်လာတဲ့ဒီ generation နဲ့ကျွန်တော်တို့အသက်နဲ့ဝဝေးกว่าသွားတော့ဟိုနည်းနည်းလေးပေါ့ပြောင်းလဲသွားတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဟိုကကျွန်တော်ကျွန်တော်တို့အနေနဲ့တော့ဟုတ်တယ်ဟိုပျော်စရာကောင်းတယ်လွန်းစရာကောင်းတယ်ပြောရွှင်နေအိုးနုပညာလောကကြီးပျော်စရာကြီးပဲအခုဒီဘက်ကျတော့အားလုံးကဟိုဖုံးတစ်လုံးနဲ့ ကို့ identity နဲ့ကို့ခုံနဲ့ကို့နေရာနဲ့နေပြီးတော့စကားလည်းမပြောကြဘူး။ဒါ යි ဒါရိုက်မယ်ဆိုတော့မှထသွားလိုက်တာပဲ။အားလုံးကသူ့ရဲ့သူနေတယ်။ဒါပေမဲ့ကျွန်တော်တော့စကားပြောလာတော့သိမရှိကြဘူး။အဲအဲ့တော့နော်ဟို strange ဖြစ်တာပါစိတ်နေပေါ့။အမှုပညာစိတ်မရှိတော့ဘူး။ဒါဒီပေါ်မှာကျွန်တော်မြင်တဲ့အချက်ကလေးကိုပြောကြည့်တာပါ။အဲ့တော့ဟိုဟိုလိုနဲ့အားကျွန်တော်ကြွာသွားတာပါနော်။ ကျွန်တော်ရဲ့အချစ်တဲ့ပရိသတ်ကြီးကိုစကားလက်ဆောင်လေးပါမယ်ဆိုရင်နံပါတ်1ကျွန်တော်ဇော်ကြီးရဲ့လို့နာမည်တလုံးဖြစ်လာအောင်ကျွန်တော်ကြိုးစားခဲ့ပါတယ်အဲ့ဒီဇော်ကြီးဖြစ်လာအောင်ကျွန်တော်အားပေးတဲ့ပထမဦးဆုံးဟာပရိသတ်တွေပါပဲအဲ့ဒါကြောင့်မလို့ပရိသတ်ကကျွန်တော်ရဲ့ကျေးဇူးရှင်တွေပါ ကြီးကြီးငယ်ငယ်သေးသေးဇော်ကြီးกว่าဆိုပြီးခြေတိတ်ကလေးအားပေးပါပဲဟာဟာကျွန်တော်တို့ကျွန်တော်တို့ရွေးလူကောင်ကျွန်တော်ဟာဇော်ကြီးกว่าတကောင်ဘာဘလိုကောင်ကြီးမိုက်တယ်ဘာညာအားပေးပါပဲနော်အသက်ကြီးတဲ့လူကြလို့အေးဇော်ကြီးကတော့ငါတို့ကြိုက်တယ်ဟေးနော်သူကတော့မလေးအပြင်မှာတော့ဘလိုနေမသိဘူးရုပ်ရှင်ထဲမှာတော့ငါတို့ကသူ့ပေါ့လေလေးငါကျော်တော့ဆက်ရိုက်ချင်တာစောင့်မြင်ကလိုက်တာနဲ့အဲ့လိုတွေခြေကျူးခံရတဲ့ဘွားပေါ့အဲ့လိုတွေခြေကျူးခံအဲ့တော့ဆူလိုတာက ရိသတ်တွေကအတိအမှတ်ပြုပြီးခါရတယ်ဆိုကြီးကကျေးဇူးတင်ပါတယ်လို့ပြောချက်တဲ့ပိသတ်ကြီးကကျွန်တော်တို့လိုအမှုပညာရှင်တွေကျေးဇူးဟာကျေးဇူးရှင်တွေကကျွန်တော်ချက်တဲ့ပိသတ်ကြီးပါပဲလို့ဒါကြောင့်လို့ပိသတ်ကြီးကိုကျွန်တော်ဒီနေ့ကနေအားလုံးကျွန်တော်ကာရဝပြုပါတယ်ကျေးဇူးရှင်တွေ